ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စီရန်စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်မေလ20ရက်အင်္ဂါနေ့ညနေခင်းစီရီသတင်း30ချက်များကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ဒီနေ့ကတော့ဗမော်ရဟယင်သတင်းနဲ့ညကျွန်တော်ရဲ့ပြည်သက်တွေကျင်းတတ်ကြလိမ့်မယ်လို့ညွှန်လင်းပါတယ်ကဲဆားလိုက်ကြအောင်ဂျန်ဝနိုင်းသွင်းစကားနောက်ဆက်တွဲကြရဖြစ်ကိုညာကုံမြို့နယ်မှာဖမ်းဆီးမှုတွေရှိနေပါသေးတယ်။ KNI ဒေတာမိုးပြဲဘူးစစ်ကောင်စီရဲ့ကြော့ပြန်စစ်ကြောင်းဟာလယ်ဒီဘက်ကနေထိုးစစ ပြင်ပြီးထပ်မံဝင်ရောက်လာပြီဖြစ်ပါတယ်။စစ်ကောင်စီအားအာရမစုဆောင်ရရှိတဲ့လူစစ်တွေကိုအရက်သေးသားမူရစေဝါတုံးဆွဲစေပြီးခြေကနေအတင်းတက်စေတာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့စစ်စည်းကမ်းအရစစ်စေးတာဝန်ထမ်းဆောင်ချိန်မှာအရက်တောက်သုံးမှုကိုလုံးဝတားမြစ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့အတိခံတိုက်ရမယ့်အခြေအနေမျိုးမှာတော့အရက်ကိုမောင်းတိုက်လို့ရှိပါတယ်။ကိုရွေလေးပြောပြပါမယ်။ကချင်ပြည်နယ်အတွင်းမှာ2016ခုနှစ်တုန်းကနာမည်ကြီးစခန်းသိမ်းတိုက်ပွဲကြီးဆင်နွှဲနေခြင်းဖြစ်ပါတယ်။ စတင်မာလာအတွင်းမှာအဆိုပါစခန်းကိုစတင်တိုက်ခိုက်ခဲ့ပြီးနှစ်ကြိမ်တန်းတိုင်းလမ်းကျထားကအင်အားဖြည့်တင်းစုဖွဲ့မှုတွေပြန်လုပ်ရင်းဒီဇင်မာလာတဲ့ကိုရောက်ရှိလာတာဖြစ်ပါတယ်။အဲ့ဒီအချိန်လုံးကပြည်သူတရက်လုံးကထောက်ခံနေခြင်းဆိုတော့အနည်းပစ္စည်းအစားအသောက်တွေဆက်သွယ်ရေးမြောင်းတဲ့အထိအရောက်ကိုဆောင်ပေးနေတာဖြစ်ပါတယ်။စခန်းသိမ်းမဲ့16ရက်နေ့မှရောက်ခင်15ရက်နေ့ညနေစောင်းမှာ Grand Ryan ရဲ့အရက်ပလင်းတွေရောက်ရှိလာပါတယ်။ပလင်းတွေအရက်ဖားတွေမှာရရက်တဲ့ရရက်တရရက်ချေပုံး ဆက်တော့မသိသေးတော့ငရဲမလားဘာညာတရကမဆာကလာစာရရေးပြီးတိတ်နဲ့ကရောက်ရှိလာတာဖြစ်ပါတယ်ကချင်ပြည်နယ်ရဲ့ဒီဇင်ဘာနဲ့အရက်ဘလောက် live ဖတ်နေမလဲပေါ့ဗျာတယောက်ကို6ခွက်ပြားတပြားစီကိုဖော်ဖော်တီတီပေးတာဖြစ်ပါတယ်တိတ်ကြိုက်တော့ဒါပေမဲ့တဝက်ပဲတောက်ပြီးတဝက်ခြံထားပါတယ်နောက်နေ့ဆက်ချာနေနေခင်းစကမ်းလုံးကိုတက်တဲ့အချိန်ကျမှခြံတဲ့တဝက်ကိုရေမရောပဲကစ်တော့တာဖြစ်ပါတယ်ညနေပိုင်းမှာတော့မသိမပြောက်ပဲအဲ့ဒီစကမ်းကုန်းပေါ့ကိုခြေချခွင့်ရ ရလိုက်ပါတော့တယ်။စကိုင်းတာနေဆက်ကုံတွေဖြစ်တဲ့တမှုဖြစ်စဉ်လေးဆက်ပြီးပြောပါမယ်။အာဒန်ရိုင်ဖယ်တိုင်ရင်ကပြစ်ကျလိုက်တဲ့လက်နက်ကင်10ယောက်ဟာအသက်20ကျော်လူရွယ်နေတာဖြစ်ကြပါဗါတယ်။အာဒန်ဆက်ကကအဆိုပါအဖွဲ့ကိုအင်အား30ကျော်နဲ့ဝိုင်းပတ်ဖိတ်စုဖမ်းဆီးပြီးကာကွယ်ရေးအင်အားစုတွေဘက်ကတပ်ဆိုင်ရာကိုဆက်သွယ်မင်းများတဲ့အခါမှာသူတို့လူမဟုတ်ကြောင်းဖြေကြားခဲ့တဲ့အတွက်ပြစ်တက်ခဲ့တာဖြစ်ကြောင်းဒေသခံတွေစီကကြားသိရပါတယ်။ဘလို့ပဲဖြစ်ပါစေအာဒန်ရိုင်ဖယ်တိုင်ရင်ဟာအကြမ်းဖက်လက်နက်ကင်တိုင်ရင်လို့ဆိုရမှာဖြစ်ပါတယ်။ တမှုဘက်ကိုကလေးကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းရှိနေပါတယ်စစ်ကောင်စီဟာတောင်စလက်မြေကတိတိဘက်ကိုအင်အားကိုစစ်ချရတဲ့အတိုင်းသာဒီဖြည့်ပြီးပြီဆိုရင်တွန်းဆံမျိုးကိုပြန်လည်ထိုးဆက်စင်မဲ့အရေးလက္ခဏာရှိနေပါတယ်မြို့တော်ဟာကားကိုစစ်ရဲရင်နေအစင်းတဲ့ပြုလုပ်နေတာဟာအရက်ဖက်ဝင်တဲ့အပြောင်းရွှေ့ကိုအဓိကထားပို့ဆောင်နေတာဖြစ်ပြီးဖားခါခြေကြစစ်ပြည်ဝအတွက်စေဝါများ Starlink နဲ့ Satellite ဖုန်းများအပြင်ဖုန်းကြားပြတ်နားထောင်ဆက်တွေလည်းပါဝင်ပါတယ်စစ်ကောင်စီကချင်းမီနယ်ဝန်ကြီးချုပ် ဘုံဆွမ်းထံဟာစနေနေ့ကရဟရင်နဲ့နေပြည်တော်ကိုလိုက်ပါသွားခဲ့တာဖြစ်ပါတယ်။ဂျာမကြမင်းတင်စရမြို့နယ်ဝင်းရံကျွရဦးစစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်ပြီးဒေသခံနေအိမ်တွေကိုမိရှို့ဖျက်ဆီးပေးရရှိပါတယ်။ဘကိုးကရင်မွန်ချိဆက်နယ်မြေတွေကိုပိုက်ဆိုင်တိုက်ရှင်းလင်းမဲ့အနေထားလို့ရှုမြင်ရပါတယ်။ကရင်ပြည်နယ်ဖားပေါ်နယ်မြေအစီအကျထိုင်းမြန်မာနယ်စပ်အနီးကမော်ဖိုးကီတမိုင်းဝင်မဆုတ်တန်းခံစစ်စခန်းကြီးကိုစစ်ကောင်စီဟာထပ်မံလက်လွတ်လိုက်ရပြီဖြစ်ပါတယ်။ နှစ်ပေါင်းများစွာတက်တန်းရဲ့ခန်းစစ်စခန်းကြီးကို KNL နဲ့ပူးပေါင်းတပ်တွေဟာဓာရီပိုင်းအတွင်းရရှိခဲ့တဲ့အောင်ပွဲတစ်ခုဖြစ်မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ကငတိတွေလာတိုက်မယ်ဆိုတာကြိုတင်သတင်းရရှိထားပုံရပြီးချင်းညာတောင်ပြင်ပြီးထိုင်ဆောင်နေပုံရပါတယ်။နေလို့လာတိုက်လဲငါတို့ကတိုက်မခံဘူးလစ်မယ်ဆိုတာမျိုးဖြစ်နေပုံရပါတယ်။နောက်ဆုံးလက်ကျန်စခန်းတွေဟာတိုက်မယ်လို့အတန်ကြားထားတဲ့ဒိုးကြမယ်တောင်ထင်ရပါတယ်။ကောင်းလေစွာမတိုက်ခင်ကပြင်းနေပြီပေါ့ဗျာ။မြောက်ရီနယ်တခွင်ကတော့အချားဖြန့်လုပ်ငန်းခွင်တွေကြီးကိုဖြစ်နေတာဖြစ်ပါတယ်။ တင်ချင်းမြိုင်နဲ့မင်းလက်ပံကြားမှာ BG ရဲ့လုံခြုံရေးယူပေးထားတဲ့ကြားဖြန့်တစ်ခုရှိပါတယ်။ကက်လျက်မင်းလက်ပံရွာမှာ DKB ရေးဆောင်ရှောင်းတဲ့တရုတ်ဆိုင်တစ်ခုရှိပါတယ်။တစ်ဆက်ထဲမှာဘလူးကြီးမှာတစ်ခုဘလူးလေးမှာတစ်ခုရှိပါတယ်။အဲ့ဒီကနေဆက်သွားရင်ကြောက်ခတ်မှာလည်းတစ်ခုရှိတယ်။ဝေါ်လေးမှာလည်းတစ်ခုရှိပါတယ်။ရေးရတာတောင်ပြောစရာကြီးပါ။ညောက်ဒီရေခဲချက်ကတော့အပြတ်သက်ကိုခဲတာဖြစ်ပါတယ်။မင်းလက်ပံကြေးရွာကနေဝေါ်လေးထိ DKB ရေးလုံခြုံရေးအပြည့်ယူပေးထားတာဖြစ်ပါတယ်။ချမ်းပြည်နယ်တောင်ပိုင်းတေရောင်းမြို့နယ်နောင်တရမြို့နယ်ထဲမှာထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ်စစ်ကောင်စီဘက်ကတော့ဝမှုတယောက်အပါအဝင်အယောက်20ခန့်ထိခိုက်ဒေဆုံးမှုတွေရှိနေပါတယ်။အောင်မန်းအမှန်နဲ့တမလို့စေယုံဂရင်း900ကိုရောက်ရှိကူးတာနေကြပြီးကျောနဲ့တင်မမှာဖောက်တဲ့ထိုင်ရရရှိခဲ့တဲ့ဗိုလ်မှုကတော့ ICU ထဲမှာဟာစီဟာစီဖြစ်နေပြီလို့သိရှိထားရပါတယ်။တောင်ကြီးခြေဆိုင်အမှန်350ခုအမြောက်တပ်ရင်းကအဖွဲ့တွေဖြစ်ကြပြီးစေယုံတမ်းမှုဗိုလ်မှုချုပ်စောရနိုင်ကိုယ်တိုင်ရှစ်အတုပအခမ်းအနားတက်ရောက်နေရတယ်ဆိုတော့ဗိုလ်မှုလုပ်သူဟာဟာစီဟာစီကလည်းမရှိဖြစ်သွားပြီလို့ကောက်ချက်ချလို့ရပြီဖြစ်ပါတယ်။ ရှားပြည်နယ်မြောက်ပိုင်းစစ်ကောင်စီပြန်လည်ထိတ်ထုတ်ထားတဲ့လာချုံမြို့မှာတော့တရားဥပဒေစိုးမိုးရေးရရှိဖို့မြန်မာနိုင်ငံတရဲတပ်ဖွဲ့ကအစွမ်းကိုကြိုးစားနေပါတယ်။လူရမှုဓမြမှုတွေနဲ့ရင်းခုန်ပွဲအတိဖြစ်နေချိန်မှာလမ်းသွားလမ်းလာမှန်သမျှကိုဓမြတိုက်လာတာလားလို့မေးပြီးစုံစမ်းဖော်ထုတ်နေကြပါတယ်။အိစီကကောင်းကောင်းနဲ့လာလူတွေဆိုရင်တော့စခန်းထိခေါ်ပြီးတေးသေးချာချာမေးပါလေ။အမှုဖွင့်မခံဘူးတိတ်နေရလောက်ရပြီဆိုရင်တော့ကျေးဇူးပါဆိုပြီးပြန်လွတ်နေကြတာကိုလည်းတွေ့ရပါတယ်။အာရခတတော် မောင်းနှောင်းမျိုးတိုင်းတိုက်ပွဲမှာလက်လက်ချအညံ့ခံခဲ့တဲ့စစ်တုံးပန်းတွေကအယောက်30ကိုပြန်လဲစေလွတ်ပေးလိုက်ပြီဖြစ်ပါတယ်စစ်ကောင်စီအားကြောက်တော်တစ်မျိုးလုံးလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်ခဲ့တာကြောင့်မျိုးကန်တော်တော်များများဟာနေရဆုတ်ခွာတိမ်းရှောင်နေကြပြီဖြစ်ပါတယ်အာရခတတော်ရဲ့စစ်တုံးပန်းစေလွတ်ပေးမှုတွေဟာလာမယ့်ကြောက်ဖြူစစ်တွေမျိုးသိမ်းတိုက်ပွဲတွေအတွက်များစွာအရေးပါတဲ့အချက်ပဲဖြစ်ပါတယ်မငွေတိုင်းအထက်မင်းလာနေပြီမလွတ်တက်နေတဲ့ကစစ်မတော်ရင်လေးစီးနဲ့အင်အား80ခန့်ဟာလင်းကယ်ကြီးရွာအတွင်းသို့စစ်ကြောင်းထိုးဝင်ရောက်လာတာရှိပါတယ်ဗရန်တန်နယ်ထဲမှာတော့စစ်မတော်ရင်နှစ်စီးအင်အား60ခန့်နဲ့ ပြင်းဝစစ်ဆေးရေးဂိတ်ကိုရောက်ရှိလာပြီးဂုံးဝထက်မန်းချောင်းဘက်သို့ဥတီစစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။ခံကောင်းမြင့်နယ်မြောက်ပိုင်းတနင်္လာကိုယနေ့မနေ့ခုနိုင်ဝင်းကျင်မှာတိုက်လေရေးတစည်းနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခံထားရပါတယ်။ဂျေရှင်နဲ့ထောင်းခွာကြောင်ဥပန်းဆာရကတင်းနှန်းစင်းဝဲတစ်ခုရှိနေတယ်လို့သိရှိရပြီးအထိကိုက်ကတော့စီစစ်နေစေဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကတ်ကိုဥတီနေတဲ့စစ်ကြောင်းကတော့တရားညီနောင်နဲ့နန်သိန်းတဝိုက်မှာ AI ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းအဖွဲ့တွေရဲ့ဂျားပြတိုက်ခိုက်မှုကိုအပြင်းထန်ခံနေရတာနှစ်ရက်ခန့်ရှိပြီဖြစ်ပြီးတိုက်လေရေးနေနဲ့ပြစ်ကူပေးထားရပါတယ်။ ဖားကမှာထိုင်နေတဲ့စမ33စမမှုကတော့လမ်းမာတဲ့အကုန်မက်ဆီကိုက်ပါသေးဆိုပြီးချိန်ပြီးဆူတောင်းနေတော့ပြီဖြစ်ပါတယ်ဘမအိုးစစ်ကူလာပို့တဲ့ရဟတ်ရဲ့တစည်းတော့အမဲအောင်မိခိုးလုံးကြီးတွေထွက်လာပြီးပြက်ကျသွားပြီဖြစ်ပါတယ်ချောင်းဆန္ဒတနေရာလို့ယူဆရတဲ့နေရာတစ်ဝက်ကိုပြက်ကျတာဖြစ်ပြီး KIA နဲ့နိစပ်သူတွေကတော့ပြစ်ချလိုက်တာလို့ဆိုပါတယ်ဆိုပါရရဲ့နစီဟာမြကြီးနားလေတာခဲကတက်လာတာဖြစ်ပြီးဒစီဟာလည်းရွှေကူကိုအေးပေါ်ဆင်းသက်ထားရတာရှိပါတယ် မန္တလေးတိုင်းပြည်ဦးလေအရှင်းမြောက်ဘက်ဝက်ဝင်ဈေးကုန်းနဲ့9မီလို9ကီလိုမီတာကွာဝေးတဲ့မိုင်းလုံးချက်တဲ့အနီးမှာနေရင်ပြည်လမ်းငယ်တစ်ခုတည်ဆောက်နေတာရှိပါတယ်။ခမန်းမြေပုံညွန်း၄၇ကျူ KE 938ခု39ခု2ခုမှာရှာကြည့်ရင်တွေ့နိုင်ပါတယ်။မလရာရှင်းချမ်းစစ်ကောင်စီရဲ့နေပြည်တော်ရှင်းလင်းစီမံချက်စတင်နေပြီဖြစ်ပါတယ်။လက်နက်ကြီးပြည်ကူယူပြီးစစ်ကြောင်းတွေရွေးရှားလှုပ်ရှားနေကြပြီဖြစ်ပါတယ်။ချက်လွင်ချက်လွင်ဆိုတဲ့မက်ဆီကိုက်ဓာန်စီတရင်လေးတွေအဲ့ဒီဘက်ကနေပြန်ကြားရတော့မှဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိရ